မြမရုပ်ရှင်ဟာသာကိကိုတီထောင်ခဲ့သူမင်းသားကြီးကင်းကောင်ရဲ့ဝန်내ဖွင့်ရဘဝနေကုန်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဇပမိတ် channel လေးကနေပြန်လည်ပြီးတော့ကြုံဆုံလိုက်ပါတယ်မြမရုပ်ရှင်လောကမှာထူးခြားတဲ့ဟာတညံနဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်ရယ်ကြောင့်ပရိသတ်တွေကိုရေမောပျော်ရှင်စေခဲ့တဲ့သူကတော့တခိတခါကလူရှင်တော်တရေကြီးလေးကောင်တွေကသူ့အပါအဝင်ဖြစ်တဲ့မင်းသားကြီးကင်းကောင်ပါ ဒီလိုမျိုးသူရဲ့အနုပညာစွမ်းရည်တွေနဲ့ထင်ရှားခဲ့ပေမဲ့မစင်ကျင်ခဲ့မှုတွေကြောင့်အသက်ငယ်ရွယ်တဲ့အချိန်မှာပဲဝန်းနေပွေရဘဝနီကုန်းကိုရင်ဆိုင်ခဲ့ရပါတယ်။မင်းသားကြီးကင်းကောင်ကို1964ခုနှစ်မေလ27ရက်နေ့မှာမွေးဖွားခဲ့ပြီးငယ်နေမယ်ကတော့မျိုးမြင့်ဖြစ်ပါတယ်။မွေးတင်လျောက်တဲကဒုတိယမြောက်သားဖြစ်ပါတယ်။သူ့ရဲ့အနုပညာခီကတော့1985ခုနှစ်မှာစတင်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်မြန်မာစာကျောင်းသားတွေစုစည်းပြီးဇာကနာတီတောင်ခဲတဲ့မြောက်ပုံသမအငိမ့်နဲ့အတူ အရှိကြီးဆိုတဲ့နာမည်နဲ့ပရိသတ်တွေရှိစတင်ရောက်ရှိလာခဲ့ပါတယ်။နှစ်နှစ်အကြာမှာတော့မြမတန်ကထုံးလင်းဖို့စီစဉ်ခဲ့တဲ့အခါဇာကနာရဲ့တိုက်တွန်းမှုနဲ့ကင်းကောင်ဆိုတဲ့စင်တင်နာမည်ကိုပြောင်းလဲခဲ့ပြီးအဲ့ဒီနာမည်နဲ့ပဲမြမပြည်သူတွေရဲ့ရင်းနှီးမှာစွဲမျက်စော်နေရယူနိုင်ခဲ့ပါတယ်။မင်တာကြီးကင်းကောင်ကရုပ်ရှင်နဲ့ဗီဒီယိုစကားပေါင်းများစွာမှာပါဝင်တရုပ်ဆောင်ခဲ့ပြီးသူ့ရဲ့ထူးခြားတဲ့ဟာတဉျံနဲ့တဘဝကြတဲ့တရုပ်ဆောင်ဟန်ပန်တွေကြောင့်ရိသက်တွေရဲ့အသေးစွဲဖြစ်လာခဲ့ပါတယ်။ သူရဲ့ဟာကြတွေရပြိတ္တတွေကိုဘိုင်းနာအောင်ရေမိုးစေခဲ့တယ်လို့သူရဲ့ဇက်ကောင်စရိုက်ပြပြမှုကလည်းပြိတ္တတွေရဲ့ချစ်ခင်ချင်းကိုအခိုင်အမာရရှိစေခဲ့ပါတယ်။လူရှင်တော်တရေကြီးလေးကောင်နဲ့အတူတင်ဆက်ပေးခဲ့တဲ့ပြောပြမှုတွေကမြမဟာတာလောကမှာတမိုင်းမှတ်တမ်းတစ်ခုအဖြစ်ထင်ကျန်ရခဲ့ပါတယ်။အခုလိုမျိုးအမှုပညာရှင်ဘဝမှာအောင်မြင်မှုတွေရရှိခဲ့ပေမဲ့လည်းကံကြမ္မာရဲ့အလဲကွက်တွေနဲ့ကျန်းတဲ့အကျမ်းပါရဲ့စေတနာတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ မင်းသားကြီးကင်းကောင်ကအရက်ကိုအလွန်အကျုံတောက်တွန်းခဲ့တဲ့အတွက်ကျမရေးဆိုးရွားစွာ ထိခိုက်လာခဲ့ပါတယ်။2015ခုနှစ်မေလ6ရက်နေ့မှာပြည်ဦးရံမှဘူရိုရက်ကူးနေစဉ်ဆိုင်ကယ်မတော်တဆတစ်ခုဖြစ်ပွားခဲ့ပြီးအုံနောက်သွေးကြောခဲတဲ့ယောဂါကြောင့်မန္တလေးနန်းကျော်ဇေယျုံမှာအရေးပေါ်ကုသမှုခံယူခဲ့ရပါတယ်။2016ခုနှစ်ဇွန်လမှာလည်းနှလုံးစီပုံးယောဂါနဲ့ဇေယျုံတက်ခဲ့ရပြန်ပါတယ်။ဒီအချိန်မှာသူ့ရဲ့ကျန်းမာရေးအခြေအနေဆိုးရွားတာကြောင့် ွယ်လွန်သွားပြီဆိုတဲ့ကောလာဟလတွေပါထွက်ပေါ်လာခဲ့ပါသေးတယ်။2016ခုနှစ်အောက်တိုဘာလမှာတော့အစာမျိုးချရခက်ခဲတဲ့ပြဿနာကြုံလာခဲ့ရပြီးစစ်ဆေးကြီးတဲ့အခါအစာပြုံပိတ်နေကြောင်းတွေးရှိရတာကြောင့်လက်ချောင်းကွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။ဒီကွဲစိတ်မှုအောင်မြင်ခဲ့ပြီးတဲ့နောက်မှာတော့ရာသပ်ပံအရက်ဖြတ်ပြီးလို့လူထိရှင်စာကြေညာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ကျန်းမာရေးအခြေအနေတွေကြောင့်အနုပညာလုပ်ငန်းတွေကနေရနာခဲ့ရပြီးပြည်သက်တွေနဲ့ဝေးကွာခဲ့ရတဲ့အတွက်လဲ သူ့ကိုချစ်ခင်ကြတဲ့သူတွေစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။အတိနောက်ကျပြီးအယံမတော့တော့ပဲစင်ကျင်နေတိုင်းခဲ့ပေမဲ့ကင်းကောင်ရဲ့ခနာကိုကတော့ပြင်းထန်တဲ့ယောဂဝိညာဉ်တွေကိုနောက်ဆုံးမှမခံနိုင်တော့ပါဘူး။2019ခုနှစ်ဇန်နဝါရီလ22ရက်နေ့နနက်6:00နာရီခွဲချိန်မှာပုံပန်းမှာဇလန်းတွဲသွားရောက်ရိုက်ကူးနေစဉ်တဲခိုတဲ့နေရာမှာပဲရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ သူရဲ့ယောက်ကလက်ကိုရန်ကုန်နေချင်းပြန်တဲ့ဆောင်လာပြီးရေဝေသုတ်တံရေခဲတိုက်မှာထားရှိကဇန်နဝါရီလ24ရက်နေ့မှာတော့ရေဝေသုတ်တံမှာပဲတင်းကျုပ်ခဲ့ရပါတယ်။ကွယ်လွန်သွားချိန်မှာတော့မင်းသားကြီးကင်းကောင်ကအသက်55နှစ်သာရှိပါသေးတယ်။မြမရုပ်ရှင်ဟာတလောကမှာထုံလင်းတပခဲ့တဲ့ခြေတပွင်းကအသက်ငယ်ရွယ်တဲ့အချိန်မှာပဲကျေလွတ်သွားခဲ့ရတဲ့အတွက်အနှစ်ပြန်လောကအတွက်တောင်မှကသူ့ကိုချစ်ခင်အားပေးခဲ့တဲ့ပရိသတ်တွေအတွက်ပ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရက်ဖြစ်ခဲ့ရပါတယ်။တကယ်လို့သူတို့ဆက်ပြီးတော့အသက်ရှင်နေအောင်မယ်ဆိုရင် ပေါကရီမဟုတ်ပဲစစ်မှန်တဲ့ဟာသအနုပညာတွေကိုဆက်လက်ခံစားရအောင်ပါပရိတ်သတ်ကြီးတို့ကရောတခိတခါကနမကျော်ဟာသတရုပ်ဆောင်ကြီးကင်းကောင်ကိုတတိယနိုင်မိကြသလားဆိုတာပြောပြသွားကြပါဦးနော်။